စကိုင်းတိုင်းကလေးမြို့နယ်မှာစစ်ကောင်စီတပ်ကနေအိမ်တွေကိုမီးရှို့တာအရဲသားတွေနေထိုင်နေတဲ့ကျေးရွာတွေစီလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဧပြီလ2ရက်နဲ့3ရက်မနက်အစောပိုင်းကစစ်ကောင်စီလက်အောက်ခံဟန်တာရီရွာဘက်ကနေတင်သားရွာ၊ကုတ်ကိုရွာနဲ့လယ်ချားရွာတွေဘက်ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်လို့ဧပြီလ2ရက်နေ့ကပိုင်းကလည်းကလင်းနီပညာတက္ကသိုလ်ကစစ်ကောင်စီတပ်သားတွေဟာတာယာရီကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ပြောပါရယ် စစ်ကောင်စီတက်လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ကြီးရွာတွင်းမှာနေထိုင်နေတဲ့ဒေသခံတချို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးတာယာရီရွာကဒေသခံတွေလည်းစစ်ကောင်စီရန်ကြောင့်ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက်မီးရှို့ခံရတဲ့နေအရေးအတွက်ဘလောက်ရှိသလဲဆိုတာမသိရှိရသေးဘူးလို့ကလင်းနယ်တောင်ပိုင်းကဒေသခံတွေက DVP ကိုပြောပါရယ်မက်လာ28ရက်မှာလှုပ်ခတ်သွားတဲ့အင်အားပြင်းငလင်ကြောင့်လူပေါင်းထောင်ချီသေဆုံးခဲ့ရပြီးထောင်ထဲချီတဲ့ဒေသခံတွေအိုးအိမ်မဲ့ဖြစ်နေခြင်းစစ်ကောင်စီကဧပြီလ2ရက်ညမှာ ရက်ပေါင်း20ရာရီအပြည့်ရမယ်လို့ပြောဆိုခဲ့တာဖြစ်ပါရဲ့ရှင်